ဒီမှာဒီပန်ဆယ်လိုဆိုတဲ့ပန်ဆယ်လိုကျွန်တော်ကနေတယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းပါအဲ့တော့ဒီလိုမျိုးနားဝါးတာကိုဒီနေရာအနေနဲ့ပန်ဆယ်လိုပြောချင်တာကညီမလေးဆွတ်လို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာဆုံးတဲ့အထိကိုရှောက်ပေးပါနော်ဘာဖြစ်လို့လဲဟိုကိုကြီးစာတာတက်ကိုပို့တယ်အပေါင်းလုံးလည်းနားလေခံစားတဲ့အရာလို့ဒါပေမဲ့ဒီလိုလူတစ်ယောက်ပျော်သွားပြီဆိုတာနဲ့တော်လန်ရင်ဘလောက်အားရောပါပြီရှင်းမှာပြစ်ဖို့လက်ညှိုးပွဲဖို့ကြီးမရှိရင်တို့ရဲပေါ်နေဘာထဲမှလုပ်လို့မရဘူး ဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်ဆယ်လိုမျိုး ထောက်ဖို့တွေကိုထပ်ပြီးတော့ငွေထုတ်ရမယ်အစားဒီရှိပြီးတဲ့ပန်ဆယ်လိုပါထပ်ပြုံမယ်ဆိုရင်ဒါတော်လန်ရဲ့ဆုံးရှုံးတင်တာမျိုးကြီးပါ ဒါကြောင့်မို့လို့ပြည်သူအားလုံးကိုစားတောင်းဆိုတယ်နိုင်တဲ့နေရာကပါဝင်ပြပါလို့နော်အဲ့တော့တော်လိုင်းမှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်မြစ်တာရက်ခံချင်တာကကျွန်တော်တို့တော်လိုင်းကြီးကိုစီလုံးကြီးညွတ်အောင်ဘယ်လိုတည်ဆောက်မလဲတိုင်ရင်တပ်ဖွဲ့ပိုင်း COC စီလုံးအောင်ထောက်ဖို့တွေမှာစီလုံးကြီးညွတ်မှုရှိအောင်ဘယ်လိုလဲလုပ်ပေးနိုင်မလဲဒီတာဝန်အပိုင်းခြားတွေကိုလည်းနိုင်ငံလိုက်နိုင်ငံလိုက်ကျွန်တော်တည်ဆောက်ပြီးတော့ခိုင်မာချစ်လျအောင်လုပ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်နိုင်ရင်တော့အကောင်ကြီးတစ်ပါးကိုလိုက်ဖက်ခံကြည့်လိမ့်မယ်နော်ပန်ဆယ်လိုပြီးမပူနဲ့လာအောင်ပါမပူနဲ့အခုပန်ဆယ်လိုတကယ်နားဝစီ အားဝိုင်းပန်ဆယ်လို့သူတို့စကင်းစိင်းနဲ့မထက်တော့ပန်ဆယ်လို့ရမဝင်ရှာပွေးရနေအခုတကယ်နာဝါကြီးပန်ဆယ်လို့စိင်းနဲ့မထက်တော့ဘူးအဲ့ဒီတတ်အုပ်စုနဲ့စစ်ပွဲပေါ်မှာလေနောက်ထပ်ပြစ်မှတ်တစ်ခုရှာလိုက်မယ်မယုံကြည်ကျွန်တော်ပြောတာဟောနောက်ပါဖြစ်တယ်ခိုင်းမှအလူတွေမခံကြတော့အခုခိုင်းမှထောက်ဖို့ဘယ်နေရာရှိသေးလဲဟမ်လမ်းပေးအလူခံလို့ရှိရင်ဟာတန်းနဲ့စီးရတယောက်ရှိတော့လက်တော့ကြောင်းတော့ထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့လည်းအစ်စ်ချစ်ကုန်ကြတာစဉ်းစားကြည့်ရင်နာလေကျွန်တော်တော်လိုင်းနဲ့ပြောလို့ရှိရင် အဲ့ဒါတွေကဘာတွေကြောင့်အချင်းချင်းမစိမ်းတော့မညီညွတ်မှုကြောင့်တယောက်ကိုတယောက်မနာလိုတဲ့အောက်တန်းစားစိတ်တွေကြောင့်အဲ့တော့ဘာဖြစ်တဲ့ထိုင်းမှာအဲအခုလည်းပန်ဆယ်လိုတယောက်ကိုဖြိုပြီးမကူနဲ့ပန်ဆယ်လိုတကယ်နားလိုက်ရင်နောက်ထပ်ထွက်လာအောင်ပဲဖြစ်မှတ်တယ်ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့အဲ့တော့ဘာလို့ကြာမလဲဆိုတဲ့အပေါ်မှာပြက်ပြက်တန်းတန်းတုတ်ပြန်ကြဖို့ရည်ကြီးတယ်ညီမပန်ဆယ်လိုလည်းတိတိကျကျစဉ်းစားပါလို့မြစ်တာရက်ခင်ကြပါလေ တော်လန်ရန်မုံငွေရှာဖွေရေးမှရန်နာလိုက်ပြီးလို့ပန်ဆယ်လိုပြောလာသည့်အပေါ်ကိုစီမပန်ဆယ်လိုနှင့်တော်လန်ပြည်သူတွေကိုအထူးမေတ္တာရက်ခံလိုက်သည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာစစ်အာဏာရှင်တွေကိုစန့်ကျင်လှုပ်ရှားခဲ့သူတို့အုပ်ဖြစ်တဲ့ပန်ဆယ်လိုဟာတော်လန်ရေးအတွက်ရန်မုံငွေရှာဖွေရေးဆောင်ရွက်မှုတွေကနေအပီးတိုင်ရန်နာတော့မယ်လို့ဒီကနေ့မနက် စက်တင်ဘာလ30ရက်နေ့မှာသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတိပေးပြောလာပါတယ်ဆယ်စုနှစ်များစွာကြာစစ်အာဏာရှင်တွေကိုစန့်ကျင်ခဲ့ပြီးတော်လှန်ရေးနောက်ပိုင်းလဲလိုအပ်သမျှအစွမ်းကုန်ထမ်းဆောင်ခဲ့အပြင်ပြည်သူယုံကြည်မှုအင်အားနဲ့အမေရိကန်ဒေါ်လာ15တန်ဝင်းကျင်ကိုလဲတော်လှန်ရေးအင်အားစုတွေအတွက်ရှာဖွေထောက်ပို့နိုင်ခဲ့ကြောင်းပန်ဆယ်လိုကရေးသားထားပါတယ် တိုက်ခိုက်မှုတွေအမျိုးမျိုးရှိခဲ့ပေမဲ့တော်လန်ရေးအပေါ်တစ္ဆာရှိရှိပါဝင်ဆောင်ရွက်ခဲ့ရကနေဂုံတိတ်ခါပြပြစေတဲ့ဆွဆွဲချက်တွေကြောင့်အခုလိုရက်နာရတာဖြစ်ကြောင်းဆိုပါရယ်ကျမရဲ့လူတို့ယုံကြည်မှုကိုစူးစီးနိုင်စွမ်းဟာပြည်သူတယောက်အနေနဲ့တော်လန်ရေးအပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ကျမအတွက်ကတော့အစိတ်ပြန်ဖြစ်ခဲ့ပါတယ်ကျမတယောက်တည်းကိုဥတီသောဂုံတိတ်ခါဖြစ်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်သူအားလုံးစီရောက်ရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေတစ္ဆာဆိုပါရယ်ဒီဒဏ်တွေကိုကျမအစွမ်းကုန် အစွမ်းအားလုံးကုန်သည်အထိတောင်းခံခဲ့ပါတယ်လို့ပန်ဆယ်လူကရင်ဖွင့်ရေးသားခဲ့ပါတယ်။ကြော်စရာကောင်းတဲ့တည်င်းပေါ့ဗျာ။နော်တော်နိုင်ရေးအတွက်ကတော့အင်မတန်ဆုံးရှုံးတဲ့နေ့နာမှုကြီးပဲ။အဲ့ဒါကတော့အားလုံးသိကြတဲ့ဆက်အနာရှင်ကိုဆန်စုနှစ်ကြော်ချာဒီဇိုင်းမှာဆက်ကျင်ခဲ့တဲ့ပန်ဆယ်လူဆိုတဲ့ညုတ်တိကတော့သူ့ရဲ့လူမှုကွဲမှာကျင်ညာလိုက်ပါပြီ။ပန်ဆယ်လူကလက်ရှိရန်ပုံငွေရှာဖွေရေး project တွေနဲ့ဘာတစ်ခုမှတာဝန်ယူတော့ပါဘူး။ရှင်းရှင်းတော့တော်နိုင်ရေးကိုအတူငွေလုံးဝမရှာပေးတော့ပါဘူးလို့ကျင်ညာတဲ့ထုတ်လိုက်ပါမယ်။ ကျွန်တော်တို့အများပြောပါတယ်ထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့တွေကိုဝင်ရမှာထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့ကနေတွားတဲ့တော်လိုင်းဖြစ်တဲ့အတွက်ထောက်ဖို့တွေကိုဝင်ရမှာမရှိဘူးဒါပေမဲ့ထောက်ဖို့တွေရှိကလိုရင်နာတောင်းတဲ့လူရှိတယ်ဒါကျွန်တော်ဘာလို့မပြောဘူးနော်လိုရင်နာတောင်းတဲ့လူရှိတယ်ထောက်ဖို့ကောင်းဘယ်သူပဲတနေနေဘယ်သူမတက်ဆိုင်ဘူးအဒီနေရာမှာတခုဆိုတာကအခုပန်ဆိုင်တော်မျိုးဆိုရင်ဒါတစ်ဖွဲ့တစ်ခုတည်းပဲထောက်ဖို့လုပ်တာမဟုတ်ဘူးအဲ့ဒီအတွက်အဲ့တော့လူမျိုးတွေကိုဘယ်လိုတော်လာလို့ကျွန်တော်တို့ပေါ့ကျွန်တော်တို့ဆိုတိုင်းတစ်ခုလည်းထောက်ဖို့လုပ်တာမဟုတ်ဘူးရတဲ့ချမ်းမုံကိုညှပြီးတော့တိုင်းတဲ့ပြည်တွေကိုချပေးတယ်အဲ့တော့ တရင်တပ်ဖွဲ့တွေကဒီလူကသူတို့ရဲ့ထောက်ဖို့မဟုတ်ဘူးဆိုတော့အတွင်းမျိုးတွေးထားတဲ့အတွက်အဲ့ဒီလူတွေကိုကြိုက်တဲ့လူတိုက်ခိုက်တိုက်ခိုက်သူတို့နဲ့မဆိုင်ကြဘဲနေတယ်။အဲ့တော့အဲ့ဒီလူတွေပြိုလဲသွားရင်တော်လိုင်းဘလောက်မျက်နှာသွားမလဲဆိုတဲ့အရာကိုမတွေးကြဘူး။နောက်တစ်ခုက NG အစိုးရအနေနဲ့ကလည်းထောက်ဖို့ကဏ္ဍကိုလုံးဝကိုတိကျရှိထားတာတွေ့တယ်။လောက်ပါလည်းတော့မပြောနဲ့ PRF ကဏ္ဍတော့ဒါအသိမဲ့မရှိဘူးအဲ့လိုလုပ်ရုံနဲ့နော်တကယ်ဒီမှာမဆိုင်တဲ့ဝင်ကြီးဌာနတွေကရှိနေတာဒီထောက်ဖို့ကဏ္ဍအတွက်တီးတန့်ကိုကျွန်တော်တို့စီစဉ်ရမယ်ဥဆောင်ရမယ်နော်လမ်းပြရမယ်ဝင်းရမ်းရမယ်ကာကွယ်ရမယ် ဒါတွေဘာတစ်ခုမှမရှိတဲ့အတွက်ထောက်ဖို့တွေကခိုးတဲ့ကောင်ကခိုးတယ်မခိုးဘဲနဲ့ဘဝနဲ့ရင်းမိလောက်တဲ့ကောင်ကစော်ကားကန်အထိနှိပ်ကွက်ကန်ချင်းเนาะအခုကျွန်တော်ဆိုရင်ခိုင်းမှာမျိုးစုံတိုက်ခိုက်ခံရတာကိုနီးကိုဟန်နေပဲရအောင်ကတ်ကတ်ခံပြီးလုပ်နေတာเนาะပန်ဆယ်လို့ဆိုပူဆိုးတယ်အားလုံးသိတယ်ကဲနောက်ပန်ဆယ်လို့ဘူးစိတ်သက်ချသွားတဲ့အပိုင်းကတော့ကျွန်တော်ထင်တာမမကြီးရန်သူဘက်ကိုသူစောက်ပြီးဆိုင်တဲ့လူမျိုးမဟုတ်เนาะကျွန်တော်တို့ကရန်သူဘက်ကိုစောက်ပြီးဆိုင်တယ်အဲ့ဒီကိုဘက်ကဘာဆိုတဲ့ဟာတွေရဲ့တိုက်ခိုက်မှုကြောင့်အဲ့လိုဖြစ်တာအဲ့တော့ဒီနေရာမှာကျွန်တော်ပြောတာကျွန်တော်ပန်ဆယ်လို့ဆိုင်လဲမဟုတ်ဘူးပန်ဆယ်လို့အောက်ခွဲလဲမဟုတ်ဘူးတခုတော့ပြောခြင်း တော်လိုင်းရင်းပါဗျာလူ9ယောက်ကရံမွေရှာပေးနေတယ်နော်ဒီလူ9ယောက်အချိန်ကြောင့်တော်လိုင်းရင်းကိုရံမွေစီးစင်းဒီလူကမကောင်းဘူးဆိုပြီးဒီတယောက်ကတိုက်ဒီတယောက်ရှင်သွားမယ်မတယောက်စားပဲကျန်တော့၄ယောက်ပဲရှိတော့မလေးအဲ့တော့ဒီလူကတကယ်မကောင်းဘူးလားမကောင်းဘူးခိုးတယ်ဖွက်တယ်ဆိုလို့ရှိရင်လေတက်တဲ့တက်ကရအချက်နဲ့တိတိကျကျနဲ့စော်လေအခုပန်ဆယ်လုံကတခါရပြောရတယ်ရပုံဝင်ချောင်ဝင်နဲ့ပတ်သက်လို့သူလုံးဝမလုပ်တော့ဘူးဒီသူလုပ်ခဲ့တဲ့အရာတွေအားလုံးဒီဗျမ်းမနာဆွဆွဲတာကလွဲလို့တိကျတဲ့ နော်တက်တယ်တက်ကြရရှိရင် IUG အစိုးရစီမှာတိုင်ကြားနိုင်တယ် IUG အစိုးရရဲ့စစ်ဆေးအရေးယူခြင်းကိုခံပေးဖို့သူအစင်းနဲ့ရှိတယ်တခါနဲ့သူပြောထားတယ်နော်အမှသူရေးထားတဲ့စာကတော့ကျမလူလူယုံကြည်ခုကိုစူးစိနိုင်စွမ်းဟာဒီလူတယောက်အနေနဲ့တော်လှန်ရေးပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့တယ်ပဲကျမကတော့အစိတ်ဖြစ်အစိတ်ပြန်ဖြစ်ခဲ့ပါလေကျမတယောက်တည်းကိုဥတီတော်ဂုံတိတ်ခဖြတ်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်မှုအားလုံးစီရရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေတစ္ဆာဆိုပါလေဒီတိုင်းကိုကျမအစွမ်းကုန်အစွမ်းအားလုံးပုံဒီအထိတောက်ခံခဲ့ပါလေလို့ပန်ဆယ်လိုကရင်ဖွင့်ခဲ့တာဖြစ်ပါကဲ တော့ဘာဖြစ်သွားလဲကျင်းတတ်ကြဘာကြောက်ဘာကြောက်မယ်ဦးတော့ဘာကြောက်ဘာအဲ့လိုလုပ်ဖို့တည်တယ်အခုငါပေါက်ခိုင်းလို့လာရဆိုတာထိုင်းမှာရှိတဲ့ထောက်ဖို့အရန်ဆုံးဖြူလာဒါကဘူးမနီဘာမနီကောင်တွေကငစီနဲ့ငပေါက်နဲ့ရံဖြစ်နေလို့ထိုင်းကငပိုင်းရရှိသေးတယ်ဟမ်ထောက်ဖို့လာပြိုလာငစီနဲ့ငပေါက်နဲ့ရံဖြစ်ကောင်ငပေါက်တွေကျွန်တော်ဘာခွာတာမဟုတ်ဘူးထိုင်းမှာရှိတဲ့ထောက်ဖို့လာပြိုလာထိုင်းမှာငစီဟာထောက်ဖို့မလုပ်မနဲ့ဒီတိုင်းနေဒီငပေါက်ကမလာဘူးငစီကဥတည်ယူလိုက်ဘူးရှင်းရှင်းလေးနော်အဲ့ဒီကဘောတရားတွေတော့မတိမဲနဲ့တော်လိုင်းရဲ့ဘက်မှာပါဝင်နေတဲ့လူတွေကိုလည်းကျွန်တော်အံ့ဩတယ်တကယ်တော့ပြောချင်လို့ရှိရင်ပြောမယ့်စကားတွေအများကြီးဂုံစာချင်လို့ရတယ် ်အခုကျွန်တော် PSC network ကနေလာစီထိုင်းမှာအမှုခံလို့မရဘူးလို့ဘယ်သူမှကျွန်တော်ဝင်ဝင်ရအောင်ရှာလို့ရအောင်ကျွန်တော်တို့ခံပြီးသားတယ်အဲ့ရရတဲ့ငွေရုံးဘွက်နဲ့တိုက်ရိုက် NG ရဲ့စစ်ရုံးချုပ်ကိုချိန်ပေးထားတယ်ကျွန်တော်ဖုန်းတစ်ကောင်းဝင်မပြောဘူးဝင်ပြီးတော့မန်နာနိုင်ကြဖို့ဆိုတော့ဝင်ကျွန်တော်တို့ဖြစ်ချင်တာကတော်လန်ရဲ့အထောက်အပံ့ပြုတ်ချင်တယ်အောင်းမြင်ချင်တယ်လိုအပ်တဲ့အရာကိုဝိုင်းလုံးချင်တဲ့စိတ်နဲ့ပဲလုပ်တာကျွန်တော်နေရာမှာတာဝန်လူကိုမန်နာနိုင်တက်ပြပြီတပုံကြီး NG စစ်ရုံးချုပ်ကဘယ်သူမှဘာတာဝန်ထမ်းဆောင်တော့ကျွန်တော်မသိဘူးပြည်စရာလည်းမလိုဘူးဘာဖြစ်လို့လဲကျွန်တော်တာဝန်ကငွေရှာပေးဖို့စစ်ရုံးချုပ်ကငွေမထက်ဘူးဘာဖြစ်လို့ဒါပြည်သူဆန္ဒအရာ စီရုံးချုပ်ကလေစရင်တောင်းတယ်တရင်တက်ခွက်ဘယ်တိုက်တည်နေအနှံ့ကတိုင်းတက်ခွက်ဒီဘသူတွေကဘလို့လိုအပ်ချက်ရှိတယ်လိုအပ်ချက်အရင်ကြီးဆုံးခွက်စေးခွက်လိုမျိုးဒါဒီစရင်တွေကိုတောင်းတယ်တလားတခါတိုင်းနဲ့ပြည်နေဆလေးခုကိုမဲနိုင်ပြီးချပေးတယ်ရုံးခွက်နဲ့တိုက်ရချင်းထားတယ်ဂျားတွေကနေဝင်ပြီးတော့ရွှေ့ပက်တာတွေရှောက်တာတွေဆရာဝင်လောက်တာတွေမဲနိုင်တယ်ချက်တာကျွန်တော်ဘာမှမလုပ်စီရုံးချုပ်ကဘသူဘာတောင်းထမ်းတာတော့မသိဘူးအဲ့လောက်ထိခင်းအောင်နေတယ်ကျွန်တော်ဘာဖြစ်လို့လဲကျွန်တော်တို့ဖြစ်နေတာဒီဒီတော်လိုင်းရင်းမှာငါဘယ်ဘလောက်ရှာပေးနိုင်မလဲဘလောက်ပါဝင်နိုင်မလဲဆိုတော့စိတ်တစ်ခုနဲ့မလုပ်ဘူးဒါပေမဲ့အဲ့ဒီပုံမှာလုံနိုင်စွမ်းအများလာတယ်တိုက်ခိုက်မှုနှစ်ခုတုံးလာတယ် နော်တခုကတစ်ဖက်ရန်လူဘက်ကဟာတိုက်ခတ်ဘူးရန်လူဘက်ကဟာတိုက်ခတ်ဘူးစောက်ပြီးဆိုင်ဘူးရင်းလည်းမဟုတ်ဘူးနော်ဆိုတာကကိုယ်တော်တူလို့တော်နိုင်ရေးဘက်ကပါဆိုတဲ့ဟာမျိုးနဲ့အပြစ်ရှာဒါကျွန်တော်ဆိုလုံးဝရှာလို့မရဘူးနော်လာမှာမဟုတ်နဲ့တနည်းမဟုတ်တနည်းနဲ့တိတ်ဂုံတိတ်ကပိုင်းနဲ့ရှာလို့ရရင်မရဘူးဥပဒေပိုင်းနဲ့ရှာတနည်းမဟုတ်တနည်းရအောင်ရှာပြီးရအောင်ဖြိုလဲကြမှာဘာဘာတို့ရဲ့လမ်းကြောင်းအဲ့တော့ဒီနေရာမှာအခုတတိထားနေတာကျွန်တော်တော်လန်ရေးဘက်ကတိုင်ရေးတက်ခွတ်တောင်းရင်ရှိတဲ့လူတွေကအန်ယူဂျီလူကြီးပိုင်းနေတော့အခုပန်ဆယ်လိုတယောက်နာပါပြီပန်ဆယ်လိုမပြောနဲ့ ်အလုတ်ပိတ်ရဲ့လေးမှာမနာပဲနဲ့ရရအလုံလိုက်ခံပြီးတော့တိုက်ရင်တခုတည်းထောက်ဖို့နေတဲ့ထောက်ဖို့လေးတယောက်ပဲနားကြည့်တော့ဒါဟာကျွန်တော်တို့တော်လိုက်ွဲ့မျက်နှာတပဲအဲ့တော့ကျွန်တော်တို့ကထောက်ဖို့နေတဲ့အပေါ်ကလူကြီးနေဘာတွေလုပ်ပေးနိုင်မလဲဘာတွေကာကွယ်ပေးနိုင်မလဲဘာတွေအရေးယူပေးနိုင်မလဲနှစ်ခုလုံးရှိဖို့လိုတယ်နံပါတ်၁ကကာကွယ်ပေးရကာကွယ်ကူညီပေးမဲ့လိုအပ်တယ်လို့နံပါတ်၁ကလည်းအရေးယူမှုပိုင်းလည်းလိုအပ်တယ်စစ်ဆေးအရေးယူ energy ဒီဥပဒေကြောင့်အရာဒီကလတ်မှာနော်လူတယောက်ကိုဒီတိမတ်ရောက်နေတဲ့လူတယောက်ကိုလာပြီးတော့အရေးယူလို့မရရင်လည်းရမယ်လူမှုရေးရအပြည့်ဝအရေးယူရကျွန်တော်တို့ဖြစ်နေတာအဲ့ဒါ နော်ထောက်ဖို့တွေကိုစီစစ်တကယ်တကယ်တင်းချာလောက်တဲ့ဘက်တွေကိုပြည်သူကိုမိမောက်ဖို့ဗျဒါလည်းဝေးရံတာကာပယ်တာပဲနော်အခုဒီခုတစ်ခုကစော်သားလာပြီပုံကိုရိုက်တိုက်လာပြီစော်ကားတယ်အပြည့်ဝရက်တီပဲတန်ရင်တက်ဖွဲ့တွေကလည်းလိုအပ်လာရင်လိုအပ်တဲ့ဝေးရံမှုချိဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့နေသာလုံးနေမယ်ဆိုရင်တော့အခုကျွန်တော်တို့ဘလောက်မုန်းခံတယ်ဟမ်ပန်ဆယ်လို့ဆိုကြည့်ဒါတွေကခုနကပြန်ရတာတွေကတစ်ဖက်ကအမုန်းတရားတွေတိုက်ခိုက်မှုတွေပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေခုဘက်ကလူတွေကတော့ငါနဲ့ဆိုင်ဘူးအတူထိနေတာဆိုအဲ့ဒီအောက်မှာကျွန်တော်တို့တော်လိုင်းရေးကြီးကဘယ်လိုလုပ်ကြမလဲနော်အဲ့တော့တော်လိုင်းနောက်ကဘယ်နှစ်ဆက်သွားအောင်မှာလဲ နော်အခုကျွန်တော်တလတ်ခရာနဲ့ PSC တည်ဆောင်လာတယ်နော်ဖဲဝင်နဲ့ member ဝင်တွေကိုလေးလပြည့်စနကထုတ်ပေးတယ်သူတို့ရဲ့အခက်အခဲပြင်ပြန်လဲကူညီပေးတဲ့အစီအစဉ်ထင်တာလေအဲ့ဒီပေါ်မှာလည်းဘလောက်ကြီးဆိုပြီး PRF အဖွဲ့ဆိုတဲ့ဟာမျိုးလာတိုက်ရကျွန်တော်ကျွန်တော်တို့ကငွေအများကြီးရှာလို့ရဖို့အဓိကမဟုတ်ဘူး PRF နဲ့ရှာမှာကျွန်တော်တို့ time ဆို PSC နဲ့ဆက်ရှာပြီးနောက်ထပ်ခေါင်းစဉ်တွေရှိသေးတယ်ရှိသေးတယ်ဆက်ရှာငွေရဖို့လို့လေဒီ online မှာလိုအပ်နေတာငွေမင်းဘာလုပ်တယ်ငါဘာလုပ်တယ်အဲ့ဒီခေါင်းတော့ဘူး နော်အဲ့ဒီငပိပညာမဲ့ငပိတွေအဲ့လိုပါလာလို့ရှိရင်ဘုရင်ကပြောလို့အာဒီကောင်ကြီးထောက်ဖို့ဘယ်ဘယ်လောက်ရတာဒီကောင်ကြီးထောက်ဖို့အဖွဲ့ချင်းလိုက်ပြန်ဟာဟမ်စဉ်းစားကြည့်ဆိုတော့ကျွန်တော်တို့ online ကဘယ်လိုခီးရောက်အောင်လဲအဲ့တော့ပြောချင်တာကအခုဒီကလေးမှာဒီပန်ဆယ်လိုဆိုတဲ့ပန်ဆယ်လိုကျွန်တော်ကမြင်တယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လုတ်ဆောင်ဖိုင်စွမ်းအောင်အဲ့တော့ဒီလိုမျိုးနာဝါနာကိုဗီနီယားနေတဲ့ပန်ဆယ်လိုပြောချင်တာကညီမကြီးဆွန့်လို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာဆုံးတဲ့အထိကိုရှောက်ပေးပါနော်ဘာဖြစ်လို့လဲဟိုကိုကြီးစာတာတက်ကိုပို့တယ် အကုန်လုံးလည်းနားလေခံစားရတယ်ရအောင်ဒါပေမဲ့ဒီလိုလူတယောက်ပျော်သွားပြီဆိုတာနဲ့တော်လန်ရေးဘလောက်အားရောက်သွားပြီလဲရှင်းမှပြစ်ဖို့လက်ညိုးကွေးဖို့ကြီးမရှိရင်တို့ရဲဘော်တွေဘာထဲမှလုပ်လို့မရအောင်အဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်းဆဲလိုမျိုးထောက်ဖို့တွေကိုထပ်ပြီးတော့မွေးထုတ်ရမယ်အစား ဒီရှိပြီးသားပန်ဆယ်လိုမှာထပ်ပြုံမယ်ဆိုရင်ဒါတော်နိုင်ရေးရဲ့ဆုံးဆုံးတင်တာမျိုးကြီးပါဒါကြောင့်မလို့ပြည်သူအားလုံးကိုစားတောင်းဆိုတယ်နိုင်တဲ့နေရာကပါဝင်ပေးပါလို့နော်အဲ့တော့တော်နိုင်ရေးမှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်မြစ်တာရက်ခံချင်တာကကျွန်တော်တော်နိုင်ရေးကိုစီးလုံးညီညွတ်အောင်ဘယ်လိုတည်ဆောက်မလဲတိုင်းရင်းတပ်ဖွဲ့ပိုင်းစီးလုံးစီးစီးလုံးအောင်ထောက်ဖို့တွေမှာစီးလုံးညီညွတ်မှုရှိအောင်ဘယ်လိုလဲလုပ်ပေးနိုင်မလဲဒီတောင်ဝင်အပိုင်းအခြားတွေကိုနိုင်ငံလိုက်နိုင်ငံလိုက်ကျွန်တော်တည်ဆောက်ပြီးတော့ခိုင်မာချစ်လျအောင်လုပ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်နိုင်ရင်တော့တကောင်တကောင်လိုက်ခက်ခံကြည့်လိမ့်မယ်နော်ပန်ဆယ်လိုပြီးမပူနဲ့လာအောင်ပါမပူနဲ့အခုပန်ဆယ်လိုတကယ်နားမသိ ိုက်ပန်ဆယ်လို့သူတို့သခင်စိတ်နဲ့မချဲတော့ပန်ဆယ်လို့ညမဝင်ရှာပွေးရတယ်အခုတကယ်နာဝါကြီးပန်ဆယ်လို့စိတ်နဲ့မချဲတော့အဲ့ဒီတတ်အောင်စုနဲ့စစ်ပွဲပေါ်မှာလေနောက်ထပ်ပြင်မှတ်တစ်ခုရှာလိုက်မယုံကြည်ကျွန်တော်ပြောတာနော်ဘာဖြစ်လို့လဲထိုင်းမှာအရင်တခါတနိုင်ငံလုံးလမ်းပေးရဆဈေးနဲ့ပွက်ပွက်ပွက်လူတွေခံလို့ရနေတဲ့အချိန်မှာကျွန်တော်ကိုပုံပုံကြီးတိုက်ခိုက်တယ်ခံခဲ့ရတယ်အားလုံးတိမှာအဲ့ချိန်မှာကျွန်တော်ပြောခဲ့တယ်ဒါပုံပုံကြီးတိုက်ခိုက်တာမဟုတ်ဘူးနော်တော်လန်ကြီးကိုတိုက်ခိုက်တာထိုင်းမှာရှိတဲ့ထောက်ပို့တွေကိုတိုက်ခိုက်တာမျိုးမဆိုင်ဘူးနစီကိုတိုက်ခိုက်တာဒီပြောတဲ့ကောင်မှရှိသေးတယ်ကိုဘက်ကကိုဘက်ကနော် ဟောနောက်ပါဖြစ်တယ်ခိုင်းမှာလူတွေမခံကြတော့ဘူးခိုင်းမှာထောက်ဖို့မနေရရှိသေးဟမ်လမ်းပဲလူခံလို့ရှိရင်ဟမ်ဖမ်းနေစီးရစီးအောင်ရှိတော့ဘူးလက်တော့ကြောင်းတော့ထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့တဲ့စက်ချက်ကုန်ကြတယ်စဉ်းစားကြည့်ရင်းနာတယ်ကျွန်တော်တော်လိုင်းတွေပြောလို့ရှိရင်အဲ့ဒါတွေကဘာတွေကြောက်လဲအချင်းချင်းမစိမ်းတော့ပညာမှုကြောက်တယောက်ပေါ်တယောက်မနာလို့တဲ့အောက်တန်းစားစိတ်ကြောက်အဲ့တော့ဘာဖြစ်တဲ့ခိုင်းမှာအဲအခုလဲပန်ဆယ်လိုတယောက်ကိုဖြိုးပြီးမကူနဲ့ပန်ဆယ်လိုတကယ်နားလိုက်ရင်နောက်ထပ်ထွက်လာအောင်ပြင်မှတ်တယ်ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့ဘာလုပ်ကြမလဲဆိုတဲ့အပေါ်မှာပြက်ပြက်တပ်တပ်တုတ်ပြန်ချဖို့အရေးကြီးတယ်ညီမပန်ဆယ်လိုလည်းတိတိကျကျစဉ်းစားပါလို့မြင်တာရခဲ့တယ်